ောင်ရီတိုင်းမြောင်ဆန်းအမှတ်3လင်းလေးအမြောက်တက်အမတ်တန်3လင်းလေးရဲ့အဓိကအမြောက်တက်စုတွေဟာတော်လိုင်းပူအောင်တက်ဖွဲ့တွေရဲ့ထိုးစစ်ဆင်မှုကြောင့်နေ့စဉ်နောက်ဆုတ်ပေးနေရပါတယ်။ရေကြီးမြုပ်နယ်အမတ်တန်3လင်းလေးအနီးကစစ်ကောင်စီရဲ့အဓိကအမြောက်စကန်တစ်ခုဟာပြီးခဲ့တဲ့မတ်လ20ရက်နေ့ဗနက်ပိုင်းကစတင်ပြီးထိုးစစ်ဆင်တိုက်ခိုက်ခံရပြီးနောက်လက်ပတ်မင်းရွာကိုအမြောက်တွေပြောင်းရွှေ့ကနောက်ဆုတ်ထားရတယ်လို့တက်တဲ့ရင်ရှင်းမြစ်ထံကသိရပါဗျ။ တော်လိုင်းတပ်ဖွဲ့တွေရဲ့ထိုးစစ်ပြင်းထန်လာတာကြောင့်မက်ရှလ20နှစ်နေညနေပိုင်းမှာလက်ပံကနေတီတာကုန်းမြင်ရွာအဆက်ထိထပ်မံတက်ဆုတ်ခဲ့ရတဲ့သူသိရပါတယ်။ရိုးမတောင်ချေမှာရှိတဲ့ရွာတွေကဒေသခံတွေအကုန်စစ်ပေးရှောင်နေကြပြီးအမြောက်တက်နောက်ဆုတ်လာတဲ့ရွာတွေမှာလည်းပြည်သူတွေမနေရတော့ဘူး။ဒဏ်ရာရတဲ့စစ်သားတွေကိုဖော်ကအပြစ်နဲ့ပသိမ်မုံရွာလမ်းတိုင်းတည်သွားတာတွေ့ရတယ်လို့ ERA သတင်းရှင်းမြစ်ကပြောပါတယ်။ အဲ့လိုတီရွာချင်းတက်ဆုတ်လာရတဲ့အမြောက်တက်စုဟာမတ်လ23ရက်နေ့မှာ ပန်နိုစီကျေးရွာဘောလုံးဝင်တွင်အခြေပြုတဆွဲထားပြီးဖြစ်တယ်လို့လည်းဒေသခံတွေထံကသိရပါဗျ။စစ်ကောင်စီကတိုက်ပွဲပြင်းထန်နေတဲ့ AR နဲ့ရဖန်ယူမှဆက်ကကျေးရွာတွေကိုဘုံကျဲတိုက်ခိုက်ဖျက်ဆီးနေပြီးနေမျက်နာမြို့နယ်မှာစီးရဲပြင်းထန်နေကအနီးနားရွာတွေကဘုံနံကြောက်တီရွာလုံးနှိပါဖျက်ဆီးဆုံးရှုံးမှုတွေရှိတယ်လို့သိရပါဗျ။ချင်းလေဝါရော့ဘွင်ဝူကုံး ပြောင်းသွားရွာတွေကိုတွန်လိုင်းဖူပေါင်းတပ်ဖွဲ့တွေကနယ်မြေစိုးမုံမှုယူကထိုးစင်းဆဲလာပြီးစစ်ကောင်စီဟာလေချောင်းကနေပုံကျဲပြီးအပြင်းထန်ခုခံနေရတယ်လို့သိရပါဗျ။